ကဲဆရာတို့အခု composition စကားပြော try to relax try ဆိုကြိုးစားပါတဲ့ to relax ဆိုတော့ဘာလို့ပြောလဲအဖြေဖို့အဖြေဖို့နားယူကြိုးစားပါနော်ဘယ်ဘယ်အလုပ်မဆိုဆရာတို့ကနော်အလုပ်လုပ်ပြီးသွားပြီအလုပ်တွေတအားလုပ်ပြီးသွားပြီဆိုလို့ရှိရင်အနားယူဖို့အပန်းဖြေဖို့လိုအပ်ပါတယ်ကဲအခုကစကားပြောကဘယ်နှစ်ယောက်လဲဆိုရင်နှစ်ယောက်ပါ Dr. Young နဲ့ Miss Lake Dr. Young ပြောတဲ့ဥစ္စာကြီးအောင် Hello Miss Lake မင်္ဂလာပါ Miss Lake how are you today ဒီနေ့မင်းနေကောင်းရလားတဲ့ not so good not so good အရင်ကမကောင်းပါဘူးတဲ့ဒေါက်တာရန်ပြန်ပြောတယ် what's wrong exactly တိတိကျကျဘာတွေဖြစ်နေတာလဲဘာတွေမှန်းနေလဲတဲ့ Miss Lake ကပြန်ပြောတယ် I am exhausted. ငါအရန်ကိုဂျုံဂျုံကြတယ်။ဂျုံဂျုံကြတယ်ဆိုတာကအရန်နှုံးချီပြီးတော့ပင်ပန်းနေတယ်တဲ့။ဒေါက်တာရန်ကပြန်ပြောပါတယ်။ Why are you so tired? Why are you so tired? ။ဘာကြောင့်မင်းကပင်မနေရတာလဲ။ Miss Snake ကပြောတယ်။ I don't know ။ငါမသိဘူးကွာတဲ့။ I just can't sleep at night ။ညဘက်ဆိုရင်ငါအိပ်လို့မရဘူး။အိပ်လို့မရဘူး။ဒေါက်တာရန်ကပြန်မေးတယ်နော်ပြန်ပြောတယ် okay ဒါဆိုလို့ရှင် last take last last take a look at you ငါမင်းကိုကြည့်ပေးမယ် a few minutes later စစ်ဆေးပြီးတော့မှမင်းရဲ့အနိုင်ငယ်အကြံမှာတဲ့ဒေါက်တာရန်ကပြောတယ် i am going to give you some pills pills ကဒီနေရာမှာဆရာဆေးဝါးလို့ပြောတယ်နော် မင်းဟိုတာငါစီးပြီးမယ်တဲ့နော် take one pill every evening after dinner take one pill ညနေစာစားလို့တောက်ပါတယ်နော်ညနေတိုင်းညနေတိုင်း after dinner ညနေစာစားညနေစာစားပြီးတဲ့နောက်ပိုင်းညနေတိုင်းညနေတိုင်းစီးတလုံးတောက်ပါတဲ့ miss take one okay ကောင်းပါပြီဒေါက်တာရန်ကပြန်ပြောတယ် Don't drink coffee, tea or soda. Coffee မတောက်နဲ့။ရေတို့လပိတ်ရေတို့ဆိုဒါရေတို့မတောက်ပါနဲ့တဲ့။ Miss Lake က anything else? ဒါအပြင်ကောတဲ့။နောက်ထပ်ရောတဲ့ရှိသေးလားတဲ့။ yes ရှိပါတယ် try to relax အနားယူလို့ပြောတာเนาะအနားယူဖို့ကြိုးစားပါအနားယူပါ miss lake ကပြောတယ် all right ကောင်းပါပြီ thanks dr john ကျေးဇူးတင်ပါတယ် dr yan เนาะ